ါတယ်လူတွေကဘာဘာလဲဆိုတော့ကိုအရှိရောက်လို့ရှိရင်အရှိမှာပဲနေနေတော့တာလေ 看家看这样、个、吧。 လုံးယုံတဲ့ဘဝလွတ်လပ်တဲ့ဘဝကိုလိုချင်ကြတာပဲအဲ့ဒီလိုဘဝမျိုးလိုချင်ဖို့ဆိုတာလိုချင်ရင်ကိုယ်ကလည်းအားထုတ်ရမယ်ကိုယ်ကလည်းလုံခြုံရမယ်ကြိုးစားရမယ်တခြားလူတွေလုံပေးဖို့ပဲမဆောင်နေပါနဲ့လူများတွေလုံပေးဖို့ပဲစောင့်နေလို့ရှိလို့ရှိရင်အာနာရှင်စနစ်အောက်ကိုကြာသွားနိုင်တယ်ဆိုတာအထူးသတိပြုထားလို့ရပါတယ် တော့သင်္ကန်းစာတွေအများကြီးရပါတယ်။ဥပမာဆိုလို့ရှိရင်စပြီးတော့ဘယ်မျိုးနယ်လေကိုစီယုံကြည့်စီယုံရဲ့ခီသွားမယ်ဆိုတာစဉ်းစားကြရဲ့။ကျမတို့အဖက်အဖက်ဖက်ကနေပြီးတော့ဒီမိုကရေစီသဘောတရားတွေအရစဉ်းစားရပါတယ်။ဘာဖြစ်လို့လဲဆိုတော့အားလုံးဟာဓာတ်တူညီလို့ဆွာလို့တဲ့တာဖို့ရှိပါတယ်။ဒီမျိုးနဲ့ဟိုမျိုးနဲ့ရဲ့ကျမတို့မခွဲကြပါဘူး။မျိုးနဲ့တိုင်းမျိုးနဲ့တိုင်းဒီနယ်တိုင်းတိုင်းတိုင်းဟာကျမတို့အဖွဲ့ချုပ်အတွက် အရေးကြီးတယ်ဒီမှာတော့ပြည်တော်ယူတွေအရေးကြီးတယ်အဲ့ဒီတော့ဘယ်လိုသွားရမလဲဘယ်နေရာတွေကိုခြံရမလဲဆိုတော့ဒီမှာတော့စဉ်းစားတဲ့နေရာမှာအဖက်ဖက်ကစဉ်းကြရပါတယ်ဥပမာဆိုလို့ရှိရင်ဒီမှာတော့ဟာဒီမှာတော့နိုင်ငံဟာပြည်တော်ယူဖြစ်တဲ့အလျောက်ပြည်တော်ယူပြည်နယ်တိုင်း ပြည်နယ်တွေချိတ်ချမှုတွေများနေတဲ့ပြည်နယ်တွေရွေးကောက်ပွဲဟာဘာဖြစ်လို့အရေးပါလဲဆိုတာကိုပြည်သူတွေကသိပြီးတော့နားမလည်တဲ့ပြည်နယ်တွေကိုကျမတို့ဦးစားပေးပြီးသွားရတာသွားပါတယ်။ဒါကြောင့်အဲ့ဒီဦးပြည်နယ်တိုင်းအားလုံးကိုကျမတို့ဆုံးအောင်မသွားနိုင်ဘူး။မြို့နယ်တွေတော့ဝေးစွာဒီနိုင်ငံမှာမြို့နယ်များ300ကျော်ရှိတယ်ဆိုတော့300ဆိုတော့အားလုံးကိုရွေးကောက်ပွဲစီရင်ရေးကာလအဖြစ်တရားဝင် တတိယအမြင်ပြောလို့ရှိရင်အခက်ခဲသိများတဲ့မြို့နယ်တွေကိုဦးစားပေးပြီးတော့သွားပါတယ်။နောက်ပြီးတော့ဒီမှာတို့အဲ့ဒီလိုဦးစားပေးသွားတဲ့အခါမှာတစ်ခုနဲ့တစ်ခုမတူတဲ့နေရာတွေဒီမှာတော့အခွဲချုပ်အတွင်းမှာလည်းရှင်းလင်းဖို့လိုတဲ့နေရာတွေကိုလည်းအဓိကထားပြီးသွားပါတယ်။အဲ့ဒါနဲ့ပတ်သက်လို့ဒီမှာအဲ့ဒီအော်ဒီတိုင်းကဒီလိုလူလူကိုတစ်ခုကြွားပန်ကြရမှာလေ။ ကျွားတော့ဖတ်ရုပ်သာစီရဲလုတ်တဲ့အခါမှာရဲတော့ပိုက်ကိုစလေလေးကိုမရှိပါနဲ့အဖွဲရုပ်အလံကိုပဲကြည့်ပြီးတော့မဲပေးပါလို့ကျွားတော့မြဲပဲဆောပါလေ။အဲ့ဒီလိုဆောအားတဲ့အကြောင်းကတော့ကျွားတော့ရဲ့ကိုစလေလောင်းလေးရွေးချယ်တဲ့အချိန်မှာပြဿနာတွေရှိခဲ့တယ်ဆိုတော့ကျွားတော့ဒီလိုတွေကြည့်ပြီးသားပါပဲ။ဟုတ်ကဲ့ကျွားတော့ကျွားတော့ပြည်သူတွေနဲ့ပတ်သက်တဲ့ဆက်ဆံတဲ့ဟော ဲ့ဆက်ဆံပါတယ်ဒီလိုကိုယ်စလဲလောင်းနဲ့ရွေးချယ်တဲ့နေရာမှာပြဿနာရှိခဲ့တယ်ဆိုတာဒီဓာတ်ပြေလုံးမှာကျမတို့ရှင်ပြိုင်မဲ့နေရာ1130ရှိပါတယ်အဖွဲ့ချုပ်ကဝင်ပြီးရှင်ပြိုင်မဲ့နေရာဒါပေမဲ့ကိုယ်စလဲလောင်းအဖြစ်ရှောင်းလာခြင်းနဲ့ပုံကုန်များ၄00ရှိပါတယ်ဒီတော့ကျမတို့က3000မိဘကိုပေးရပါတယ် ဘယ်လိုမှမပယ်လို့မရပါဘူး။နေရာရှိတဲ့လောက်ပဲကျမတို့ကိုယ်စားလောင်းနေရွေးနိုင်တယ်။အဲ့ဒီလိုကျမတို့ရွေးတဲ့အခါကျတော့ကျမတို့စာအမျိုးမျိုးထားပြီးတော့ရွေးပါတယ်။သို့တော်ညာလေးကိုမဖြစ်ရလို့ရှိရင်မကျေနပ်တဲ့ပုံပေါ်လေးဆိုတာလည်းရှိတာပါပဲ။အဲ့တော့နာမျိုးတွေနဲ့ကျမတို့တစ်ချိန်လုံးပဲကြုံတွေ့ရတယ်။ဒီအချက်တွေကိုကျမတို့တစ်ချိန်လုံးမှရှင်းရပါတယ်။ဒါကြောင့်မလို့ကျမတို့ကပြောတာကကိုယ်စွဲ ကိုမရှိနေပါနဲ့နာမည်တော်မဖောက်ပါနဲ့အဖွဲ့တို့အလံကိုပဲဘဲပေးပါလို့ဆွာလို့ပြောတာဖြစ်ပါဆိုရင်လည်းမှတ်ပါတယ်ဒီကိုယ်စလဲလောင်းတဲ့ဟာရွေးချယ်ပြီးတဲ့အခါမှာပြည်သူအကျိုးကိုမထမ်းဆောင်လို့ရှိရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့စိတ်ကူကြပါတယ် ရွေးလိုက်တဲ့ကိုယ်စလဲတွေအမှန်ပါမလားတကယ်ကိုရွေးတဲ့ပုံပေါ်တွေဖြစ်ပါမလားဆိုပြီးတော့စိုးရိမ်မှုတွေရှိပါတယ်အဲ့ဒီလိုစိုးရိမ်မှုတွေရှိတာဟာလေဒါသဘာဝကျပါတယ်အဲ့တော့ကျမတို့ရိုးရိုးပဲပြောပြစီကျမတို့ကိုယ်စလဲလောင်းများဟာပြည်သူတွေရဲ့မဲကြောင့်မလို့ကိုယ်စလဲတွေဖြစ်သွားပြီဆိုလို့ရှိရင်အဖွဲ့ချုပ်ကဘူဝါဒနဲ့ကိုက်ညီစွာနိုင်ငံအကျိုးပြည်သူအကျိုးမထမ်းဆောင်နိုင်တဲ့ကိုယ်စ လို့ရှိရင်ကျမတို့အနေနဲ့အရေးယူမှာပါလို့ပြောနိုင်ပါတယ်နော်ဘရိုစောင့်တော့စေရမြင်ရတာကက်ကက်ပါလေဒီတော့ A စစ်တဲ့နဲ့မှာတော်ပြီးထားထားလိုက်ပါလို့ထားလို့ဖွဲ့ရုပ်ကလည်း A စစ်တဲ့နေပါဒီမှာပြောမယ်နော်ဒီမှာတော့ဖွဲ့ရုပ်ကလူတွေဟာပြည်သူလူထုအတွက်လုံးဖို့ကိုယ့်အတွက်မလုပ်ဖို့လုပ်ဖို့မဟုတ်ဘူးသူကပေးစရာနားရလို့ရပါတယ် အခွင့်အရေးလိုခြင်းလို့နေရာလိုခြင်းလို့အာဏာလိုခြင်းလို့ပိုက်ဆံလိုခြင်းလို့ဆိုရင်တော့အခွင့်အရေးတွေကိုမဝင်ပါနဲ့တခြားပါတီကိုပဲရွေးပါရှိပါလေနဲ့ဒါကျမတို့အားလုံးကပုရုဇေလူသားတွေဆိုတာလူသဘာဝနဲ့ပတ်သက်လို့နားလည်ကြမှာပါလူသဘာဝဆိုတာအပြောင်းအလဲရှိတတ်တယ်တစ်ချိန်တစ်ခါလုံးကကောင်းတဲ့လူကလည်းဆို တစ်ချိန်တစ်ခါတုန်းကစိုးရဲလို့လာလဲကောင်းလာနိုင်တယ်ပြောလို့မရဘူးဒါပေမဲ့ကျမတို့ရဲ့ကိုယ်စားလှယ်ရင်ကအချောရဲအယူသားဒီမိုကရေစီဘက်ရောက်ဝင်တော်တော်များများဟာနှစ်ပေါင်းများစွာဆင်စုနဲ့ရှိပြီးတော့ဒုက္ခမျိုးမျိုးကိုခံပြီးတော့ဒီမိုကရေစီဘက်ကလက်ပြခဲ့တယ်။ဒါပေမဲ့လည်းဒုက္ခဆင်းရဲခံနိုင်တဲ့လူတိုင်းဟာကျွန်တော်အများပဲပြောပါတယ်။အဲ ဒုက္ခကဒုက္ခတံခံနိုင်တဲ့သူတိုင်းဟာချမ်းသာတာခံနိုင်တာမဟုတ်ဘူး။ဆင်းရဲတာတော့ခံနိုင်တယ်။တချို့ကချမ်းသာတာမခံနိုင်ဘူး။ကျမတို့ပြောချင်တာကပြိနေတဲ့အချိန်မှာတော့တတိရှိရှိနဲ့တောင့်ပြီးတော့ခံနိုင်တယ်။ဒါပေမဲ့ရနိုင်တဲ့အချိန်နေရောက်လာတဲ့အခါကျတော့ယူကျင်တဲ့စိတ်ကြောင့်မလို့ချမ်းသာတာမခံနိုင်ဘူးလို့ကျမတို့ပြောရပါမယ်။ တစ်ချိန်တစ်ခါတော့ဒုက္ခအမျိုးမျိုးကိုရင်ဆိုင်ခဲ့တဲ့ကျမတို့ရဲ့အဖွဲ့ရုပ်ဝင်များဟာတကယ်နေရာရာဓုရတာလို့ရှိရင်ပြည်သူအကျိုးကိုမလုပ်ဖက်နဲ့ကိုယ်အကျိုးလုံးမဲ့သူမျိုးဖြစ်လာမလားဆိုတာကျမတို့အများကြီးပဲသတိနဲ့ဆင်ခြင်ရပါတယ်။ဒါနဲ့ပတ်သက်လို့လည်းကျမတို့ပြည်သူကိုပြောချင်ပါတယ်။အဲ့ဒါနဲ့ပတ်သက်လို့စိုးရိမ်မှုမရှိပါနဲ့။ဒါတွေကိုကာကွယ်ဖို့အတွက် ကျမတို့ရဲ့ကိုယ်စလဲလောင်းများဟာရှောက်ပါတင်ကလေးကမိမိတို့ရဲ့ပိုင်ဆိုင်ခွင့်တွေကိုတင်ပြရပါမယ်။နောက်တော့ဒီပိုင်ဆိုင်ခွင့်တွေနဲ့ပတ်သက်လို့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့စီးပွားရေးလုပ်ငန်းများနဲ့ဆက်နွယ်မှုတွေနဲ့ပတ်သက်လို့အဖွဲ့ချုပ်ကနေပြီးတော့အကြောင်းကြောင်းကြောင့်လို့စီစဉ်လို့ရှိရင်စီစဉ်တာခံပါမယ်ဆိုတာကိုလည်းတာဝန်ချက်ထိုးရပါမယ်။အဲ့လိုနည်းနဲ့ကျမတို့ ကိုယ်စလဲကောင်းများကိုယ်စလဲတွေဖြစ်လာလို့ရှိလို့ရှိရင်ပြည်သူလူထုရဲ့ဘန္တာငွေပစ္စည်းများကိုအလွဲသုံးစားမလုပ်အောင်လို့ချိန်ထားပါမယ်လို့ချ ီသူအကျိုးကိုမှန်မှန်ကန်ကန်ထားဆောင်နိုင်ဖို့ဆိုတာအင်္ဂါမကျိုးသားရမယ်အလုပ်ပါ။ဒါကိုပြည်သူတွေကလည်းဝိုင်းပြီးတော့ချိန်ထားလို့ပြောရတယ်။ဒါတော့အစအခုကတည်းကပြည်သူများကိုယ့်ရဲ့တံပိုးကိုယ့်ရဲ့အင်အားကိုသိဖို့လိုရတယ်။ဒီမှာတော့ပြည်သူတွေဟာအခုကိုယ့်ရဲ့တံပိုးမသိလို့ရှိရင်စဉ်းစားကြည့်ပါ။ ဘယ်လုံးမှမပြည်သူကိုတိတ်ပြီးတော့အလေးမထားတဲ့ပုံကိုများအဖွဲ့အစည်းများကောင်မှအခုကြတော့ပြည်သူမဲတွေကိုလိုရင်းလို့အင်မတန်မှကြိုးစားပြီးတော့ဆီယုံနေရတယ်ဆိုတာတွေ့ပါတယ်။မတော်တဲ့ပြည်သူမဲတွေလိုချင်ပါပဲ။ဒါပေမဲ့ဒီမှာတော့အခုမှပြည်သူပဲလှည့်တာမဟုတ်ပါဘူး။ဒီမှာတော့ဒီ30မိဘအဖွဲ့ ့ဇတိရဲ့အတွက်ကိုကျမတို့အပြည်သူကိုအားကိုးခဲ့ရတာပါကျမတို့ဟာပြည်သူတွေအပေါက်ပေါ်လာတဲ့အဖွဲ့အစည်းဖြစ်ပါတယ်အထက်ကနေပြီးတော့တက်ပြီးတော့ပြည်သူကိုအုပ်စိုးတဲ့အဖွဲ့အစည်းမဟုတ်ပါဘူးလို့ကျမတို့ထင်ပါတယ်ပြောရဲတယ်ဒီမှာတော့အစိုးရလုပ်ချင်လို့ဒီမဲတွေကိုတောင်း ပြောတာပါအစိုးရမလုပ်ဖဲနဲ့စနစ်ကိုပြောင်းလို့မရဘူးစနစ်ကိုမပြောင်းဘဲနဲ့ရှားတဲ့နိုင်ငံဟာချမ်းသာနိုင်မှာမဟုတ်ပါဘူးလို့ရှားလို့ယုံကြည်ပါတယ်ပါတယ်ပြီးလို့ရှိရင်ရန်ကုန်မှာကျွားတဲ့ကော်မှုမျိုးနဲ့ ြီးမေးလို့ပြီးလို့ရှိရင်ရေကောက်ပွဲချိန်ခါလဲရောက်ရောက်လို့ဒီမှာဖြစ်ပါတယ်။ကဲဒီနေ့အေးစေးစေးအေးစေးစေးနဲ့လုပ်ရတော့တိုးနေတဲ့စိတ်တွေမရှိနဲ့တိုးနေတဲ့စိတ်တွေကြောင့်ကျွန်တော်တို့ကပြဿနာတွေတက်ကြရတာ။ မပါလို့ရှိလို့ရှိရင်ဘယ်တော့မှနိုင်ငံကိုတွတ်တက်နိုင်မှာမဟုတ်ပါဘူးဘယ်လိုစကားလားလားတွေပဲပြောပြောစကားပဲဖြစ်မှာပါဒီကချီတော်မူရှိနိုင်မှာမဟုတ်ပါဘူးလို့ပြောပြရစီအခုဒီမှာကြားရတာတော့ဘာလို့ဒီကပိုင်းမှာဆိုလို့ရှိရင်အစိုးရနဲ့ပြီးတော့ဘာတွေလုပ်ခဲ့ပေးပါလဲဘယ်အဖွဲ့အစည်းတွေနဲ့ပြီးတော့ ပါဒါရီဆောက်ကဲလာနေဖောက်ကဲပါလေညစင်ညတဲ့အောင်စမကဲရဲ့လုပ်တဲ့စာရင်အဲ့လိုပြောတယ်လို့ကြားပါတယ်ပြီးတော့ဒီမှာပြောချင်ပါတယ်ဒီဟာတွေအားလုံးကပြည်သူရဲ့ဘာသာဝင် တော့သူတို့ကလည်းအပေါ်နေကြတော့လည်းပိုက်ဆံနေလည်းမရှိဘူးဒါတော့ပြည်သူတွေဝဲအားကိုးပြီးတော့ဆက်ပြီးတော့လုံးဝမှာပါပဲပြည်သူမပါပဲနဲ့သူတို့ဘာမှလုပ်လို့မရဘူးဒါကြောင့်ပြည်သူများကိုယ်မှလုံးပိုင်ခွင့်ရှိတယ်လို့တော်ဝင်ရှိတယ်ဆိုတာတော့လေးလေးနဲ့နဲ့နှလုံးသွင်းနေနှလုံးသွင်းနေတယ်ဒါကြောင့်အများပဲပြောရတယ်ပြည်သူတွေမှာလုံးပိုင်ခွင့်ရှိပါတယ်တော်ဝင်ရှိပါတယ် ိုတာဝန်ကိုကိုမယူချင်လို့ရှိလို့ရှိရင်နောင်ကျရင်အာနာရှင်တွေကပြန်ပြီးတော့ယူသွားလိမ့်မယ်။ဒါကြောင့်ကိုတာဝန်ကိုကိုယူချင်တဲ့စိတ်ကျွမ်းလဲပြည်သူပြည်သားတွေအားလုံးရဲ့နှလုံးထဲမှာခံနိုင်ပါမှာရှိဖို့လိုပါတယ်။အဲ့ဒီလိုလုံနိုင်မှာပြည်သူကထိန်းထားနိုင်မှာအစိုးရရဲ့လိမ္မာမှာနော်။ ဘယ်သူမှဟိုးနတ်တရားကိုကြားလာတာမဟုတ်ဘူးအဲ့တော့ဒီအစိုးရတွေကိုပြည်သူတွေကနေပြီးတော့ထိန်းထားမှပြည်သူအကျိုးကိုဆောင်ရွက်မှထိန်းထားတဲ့ဤတစ်ခုကဘာလဲဆိုတော့ရွေးကောက်ပွဲကြီးပဲအခုလားရွေးကောက်ပွဲမှာမဲလို့ရှင်တဲ့အခါကျတော့ပြည်သူရှင်ကိုလာလိုက်ကြတာတပြုံးပြုံးပဲအဲ့တော့ပြရတာပဲဖြစ်ပါတယ် ပြီးတော့ကိုယ်မဲတွေမှာတန်ဖိုးရှိတယ်ဒီမဲတွေရောအလဟတာမဖြစ်ပါပါစေနဲ့နိုဝင်ဘာလ10ရက်နေ့မှာမဲပေးပိုင်ခွင့်ရှိတဲ့သရှိမင်းကျော်နိုင်ငံလူနိုင်ငံသားများအားလုံးတောင်းတဲ့များမဲပေးပြည့်အောင်လို့ကြိုးစားကြပါမဲသွားပြည့်တဲ့အခါမှာလူတိုင်းလူတိုင်းဟာကိုယ်စလဲတယောက်တည်းမကမဲအထွတ်မဲပေးရမယ်ဆိုတော့မမေ့ပါနဲ့ ตายแล้วล่ะโยมก็คนละอยู่อ่ะมั้ยดีดุเนี่ยก็คนละอยู่อ่ะมั้ยตายเนี่ยตานี้ดุก็คนละอยู่อ่ะแล้วก็เลยตายเนี่ยตานะคนละอยู่อ่ะไอ้ตายเนี่ยตาคนละอุมาสุรเชิงคือคือยายตายเนี่ยคนละอยู่อ่ะแล้วส่วนนี้โกยเนี่ยพากินหากินตายเนี่ยล่ะมาหลุมักปုံกินเนี่ยมาตะโยยปาท้าเนี่ยปกโกตายหา ကရင်တိုင်းသားကိုယ်စားလှယ်အတွက်မဲပေးပါလို့ရှိပါတယ်။ဒါတော့တချို့တွေကတချို့သူတွေက၃ရောက်အတွက်မဲပေးရမယ်။တချို့က၄ရောက်အတွက်မဲပေးရမယ်။ဒါကြောင့်မလို့ကျွန်မပြောတာကကိုယ်စားလှယ်နာမည်တွေမရှိနေတဲ့ခေါင်းချုပ်ရဲ့အဖွဲ့ချုပ်အလံကိုပဲသူစိတ်ကြိတ်ပြီးတော့မဲပေးပါလို့ပြောတာ။ ီဖွဲ့ထုတ်တာဘယ်တော့မှအစိုးရမဖွဲ့ခဲ့ရပါဘူး1999ခုနှစ်တုန်းကရွေးကောက်ပွဲတွေမှာပြည်သူရဲ့ခောက်ခံမှုနဲ့အပြတ်အသတ်နိုင်ခဲ့ပေမဲ့အစိုးရဖွဲ့ပိုင်ခွင့်မရခဲ့ပါဘူး။သို့သော်ညာလေ1999ခုနှစ်တုန်းကပြည်သူရဲ့တကယ်နဲ့ခောက်ခံမှုကြောင့်လို့ဒီနိုင်ငံလူနိုင်ငံသားများဟာဒီမိုကရေစီကိုလိုလားတယ်ဆိုတာကမ္ဘာဒီမိုကရေစီအင်အားစုတွေက အသိမှပြုပြီးတော့ဆက်ပြီးတော့ဒီမိုကရေစီလှုပ်ရှားမှုကိုထောက်ခံခဲ့လို့ကျမတို့အခုဒီနေ့မှာဒီမိုကရေစီမှပန်းကန်ကန်ဖြစ်စေနိုင်မဲ့ရွေးကောက်ပွဲတစ်ခုပေါ်လာတာပါဖြစ်မယ်မဖြစ်မယ်ဆိုတာတော့ပြည်သူပေါ်မှာသိပါတယ်ပြည်သူကနေပြီးတော့ဒီမိုကရေစီထူထောင်ရေးအတွက်မဲပေးမယ်ဆိုရင်ကျမတို့စစ်မှန်တဲ့ဒီမိုကရေစီစနစ်ထူထောင်ဖို့ရအခွင့်အရေးတွေရပါလိမ့်မယ် မဲလုံးပဲလို့ပဲဖြစ်ဖြစ်ချင်းချောက်လို့ပဲဖြစ်ဖြစ်မားပြီးတော့မဲပေးလိုက်လို့ရှိလို့ရှိရင်တော့ဒီစနစ်ကြည့်အောင်ပါပဲဆက်ပြီးတော့နေသွားမယ်အန်ရဲ့အများကြီးကြည့်ပါလေလို့ဆိုရလို့ရတယ်ချေချေချလို့လည်းမကြောက်ပါနဲ့အလောက်တော်ကချေ းနယ်ဆိုတော့အင်မတာအောက်တန်းကြတဲ့နိုင်ငံရေးကြီးတစ်ခုဖြစ်ပါပြန်မဲ့တေကိုမတရောမတရားမှုသားစကားတွေပြောပြီးတော့တိုက်ခိုက်တာလဲအင်မတန်အောက်တန်းကြတဲ့နိုင်ငံရေးကြီးဖြစ်ပါလေလို့ပြောဆိုတယ်။ကျမတို့ကဘယ်ပုံကိုဘယ်ဖွဲ့ပုံမှကျမတို့တိုက်ခိုက်ပြီးတော့ကျမတို့မစည်းရုံးခဲ့ဘူး။ကျမတို့ကစနစ်ကို တိုက်ခိုက်ပြီးတော့ပြောင်းတာပါဒီစနစ်ချင်းမကောင်းလို့ဒီနိုင်ငံဟာဒုက္ခရောက်ရတယ်ပြည်သူတွေကဆင်းရဲရတယ်အဲ့ဒါကြောင့်မလို့ဒီစနစ်ကိုပြောင်းရမယ်ဆိုတော့ဒီမှာတော့ပွင့်ပွင့်လင်းလင်းဥပဒေပေါင်းအတွင်းကဒီမှာတော့စီရင်တာဖြစ်ပါလေဘယ်သူမှမှာဒီမှာတော့နာမည်မခံမဲတဲ့ဆိုရင်ပုံခရေးသားပြီးတော့စာရွက်စာသားတွေဖြန့်ချီတဲ့အွန်လိုင်းတွေကိုမဆုံးခဲ့ပါဘူးလို့ဒီမှာပြောနေတာ ်လည်းမပေးမဲမပေးနိုင်ဘူးလဲဆိုစဉ်းစားလို့ရှိရင်ဂရီးလည်းတော့အမျိုးမျိုးပေးပေးပေးရမှာပေါ့ဒီကျွန်တော်တို့အဖွဲ့တိုင်းဟိုအလုပ်ပေးပါမယ်ဒီအလုပ်ပေးပါမယ်တခုပဲစဉ်းစားပါနိုင်အောင်လို့ဘယ်လိုနည်းတွေနဲ့တို့နိုင်အောင်ကြိုးစားနေလဲဆိုတာကြည့်ပြီးတော့ထောက်ခံနဲ့မထောက်ခံနဲ့ကိုဆုံးဖြတ်ပါလို့ကျွန်တော်ဆောရပါတယ်မမကံနဲ့နီးတယ်နိုင်ငံရဲ့သိခါမဲတဲ့နီးတယ်နဲ့ ရောက်လို့ရှိလို့ရှိရင်နောင်နဲ့မပန်းကန်တဲ့ဤတွေနိုင်ငံရေးသိခါရဲ့ဘဲတွေဤတွေလည်းပဲဆက်ပြီးတော့လုံသွားကြပါလေအဲ့ဒါကြောင့်အဲ့ဒီလိုဖွဲ့စည်းတဲ့ပုံပေါ်တွေကိုမဲထည့်ပြီးလို့ရှိလို့ရှိရင်တော့ကျမတို့နိုင်ငံဟာအခုလက်ရှိစနစ်ဆုံးရရနေပြီးတော့ရုပ်ထွက်လို့ရမှာမဟုတ်ဘူးလို့ကျမတရင်ပေးရမှာအခုနေရာနဲ့အံကြမ်းမှုန်နေပြီ မတို့ပရိသတ်ရှီကနေပြီးတော့မိန်းမများဖိတ်ခေါ်ဖို့အချိန်လဲရောက်လာပြီဆိုတော့ဒီမတို့ပြည်သူများအနေနဲ့ကြီးကျယ်တဲ့ကိစ္စတွေရှိရင်ဆိုရင်ငယ်ကိစ္စတွေရှိရင်လက်ပြအလက်ထောင်ပြီးတော့အရှိဟိုလာခဲ့ကြ